ကဲ mobile legend နဲ့မှာကျွန်တော်တို့ update patch ထွက်ထားတာကျွန်တော်တို့အခုဆိုရင်တပတ်လောက်တော့ရှိပြီဒီ update patch မှာဆိုရင် ပြောင်းလဲသွားတဲ့ hero က20နဲ့တကောင်ရှိရဲ့ဗျာအဲ့20ကောင်ကိုကျွန်တော်တို့ tier ranking လေးခွဲကြည့်မယ်ဘယ်အပေါ်မူတီဗီခွဲမှလဲဆိုတော့ကျွန်တော်အရင်တော့ pro player လောက်ခဲ့မှုတဲ့အမြင်နဲ့ဒီ hero တွေက matter ဝင်လာနိုင်လားဘယ်လိုမျိုးအခြေအနေရှိလဲအခု matter မှာဘယ်လိုမျိုးအနေထားရှိရဲ့အခု update ပြီးသွားတဲ့အချိန်မှာ hero ကဘယ်လိုပုံမျိုးတွေအသုံးဝင်နိုင်လဲဆိုတာကိုကျွန်တော် tier ranking လေး ဖွဲ့ကြည့်မှာဖြစ်ပါတယ်ကျွန်တော်အရင်ဆုံးအနေနဲ့ကတော့ဒီ freya ပေါ့လေနော်ဒီ freya ကတော့အခု update patch မှာသူက revamp ထားတယ်ပေါ့လေနော် revamp ထားတဲ့နေရာမှာဘယ်လိုပြောရမလဲသူ revamp ကပွင့်လင်းပြောမှာဆိုရင်တော့ကျွန်တော်က freya ကိုအရင်နဲ့ကရမ်းကြောက်တဲ့ player ဗျာဒါပေမဲ့အခုပြောင်းလဲသွားတဲ့အချိန်မှာ freya ကအရင်အလောက်ကြောက်ဖို့မကောင်းတော့ဘူးလို့ခံစားရတယ်နော်အခု inspire နဲ့ဆော့ရဲ့လူတွေလည်းကျွန်တော်တိတ်မတွေ့ဘူးနော်အရင်တော့ဆိုရင်က ဖရီးယားမတ်တာမွင်ခဲ့တိတိုင်အောင်နော်ဖရီးယားပင့်ရင်ကြောက်ဖို့ကောင်းနေတုံးဒါပေမဲ့အခုဖရီးယားကတော့အဲ့လိုမဟုတ်တော့ဘူးလို့ကျွန်တော်ထင်တယ်ဗျာအဲ့လိုမျိုးဆိုတော့ကျွန်တော်ဒီဟီးရိုးကို trash လောက်တော့ trash လို့ပဲထားရမယ်ထင်တယ်ကျွန်တော် hard to use လောက်တော့ထည့်အောင်မလို့နော်ဒါပေမဲ့အရင်တည်း hard to use နေရာမှာရှိနေတော့တော့ခုကတော့ तू က trash လို့ပဲကျွန်တော်သတ်မှတ်ချင်တယ်နော် trash ဆိုတာကြတော့ပွင့်နေပြောရရင်တော့ rank game ဒီမှာကိုင်ရပြူကတော်တော်လေးကိုအချိန်နေစိုးနေတဲ့ဟီးရိုးတစ်ကောင်ပေါ့လေနော် ကဲနောက်တစ်ခေါက်နောက်တစ်ခေါက်ကတော့ header header ကတော့အခုအရင်တည်းကတော့ကျွန်တော်တို့နော်ဟိုပွဲတွေမှာလည်းတွေ့ရတယ် ranking တွေမှာလည်းတွေ့ရတယ်သူက assassin တွေကိုနိုင်တယ်ဗျာပြောမယ်ဆိုရင်ကဘယ်လိုပြောရမလဲအခုကအခုပြောင်းလဲသွားတဲ့အချိန်မှာ तू ကအရင်ထက်တော့နည်းနည်းပို့ပြီးတော့လမ်းလာတယ်လို့ခံစားရတယ်နော်အဲ matter ဝင်နေမှာပြီးတော့သူ့ရဲ့အဲ့လို scale 1ရှိပေးတာ ਨੇ ခြုံနှဲဝင်ပြီးတော့ तू ကအဲ့လို passive အဟမ်းဘေးစစ်တပ်နဲ့ထူလာနေဆိုရင်လိန်ကလီယာကလည်းပို့ပြီးတော့မြန်တယ်ဗျာအရင်ကဆိုရင်ကကြတော့သူက scale 1တုံးလိုက်တယ်ဆိုရင်က scale 1တုံးပြီးထူလိုက်တယ်ဆိုရင်သူကပြန်ပြီးပြေးလို့မရတော့ဘူးခုကကြတော့ခြုံထဲကနေဘေးစစ်တပ်ထူမယ်ပြီး scale 1နှိပ်ပြီးပြန်ပြေးမယ်ဆိုရင်မကန်နဲ့အသက်လေးပါပါလာရဲ့ဗောလေဆိုတော့ဒီကောင်ကတော့တေချာပေါ့ SDR ပဲเนาะ matter ပဲ state matter ပဲเนาะ law matter ပဲလို့ထင်တယ်ကဲနောက်ထပ်တကောင်ကတော့ Xavier Xavier ကတော့ကျွန်တော်အရင်ကလည်း video လေးလုပ်ဖူးတယ်เนาะဒီ Xavier ကသူ with the scale with the ဟိုအရာကိုကျဲလိုက်တဲ့အချိန်မှာเนาะကျင်းလိုက်တဲ့အချိန်မှာဘယ်လိုပြောရမလဲเนาะဗီဒီယိုလည်းတော့တက်ထားဆိုဒီကောင်ကတော့ရှည်ဝေးတော့ပြောမနေတော့ဘူးเนาะဒီကောင်ကတော့ hard to use ပဲ hard to use ပဲဝင်မယ်ထင်တယ်ဘာလို့လဲဆိုတော့ saturation နဲ့လဲတွားချင်တော့တွားလို့ရတယ်ဗျာဒီနှစ်ခုကကျွန်တော်တို့ချက်ကြည့်ရမှာပေါ့လေเนาะဒါပေမဲ့ကျွန်တော်ကတော့ hard to use တဲမှာတော့ပါတယ်လို့ထင်တယ်ဗျာအဲနောက်ထပ်တစ်ကောင်နောက်ထပ်တစ်ကောင်ကကြတော့ minor tone minor tone က အခုကဘာပြောင်းလဲပြီးွားလဲဆိုတော့သူ့ရဲ့ skill ပုံစံလေးတွေအများကြီးပြောင်းလဲွားပြီးတယ်เนาะသူ့ရဲ့ passive တွေကို revamp ထားတယ် skill 2တွေကို revamp ထားတယ်ပေါ့နေเนาะအဲ့လိုမျိုးဆိုတော့ minotaur ကပွင့်လင်းပြောမယ်ဆိုရင် minotaur က matter ဝင်လာနိုင်တယ်ဝင်လာနိုင်တဲ့အချိန်မှာပြီးတော့အခု matter ကဘာကြီးဆော့နေကြလဲဆိုတော့ဗျာ fighter goal lane နေเนาะပြီးရင် assassin jungle ဆော့ရယ် minotaur က assassin တွေကိုနိုင်ကျင်မှနိုင်လိမ့်မယ်ဒါပေမဲ့သူက fighter တွေကိုတော့ generally အဖြစ်တော့နိုင်နေဗျာဆိုတော့ ူ့ရဲ့ထောင်းတဲ့အချိန်မှာ skin bar fighter ဆိုရင်မိမှာပဲပေါ့လေဒါမဲ့ဒါမဲ့မလောက်တာရယ်မလောက်တာရယ်အပါထားဗျာဒီကောင်ကတော့မတားတေချာပေါ့ဝင်လာမယ်လို့မဟုတ်ဘူးเนาะဒီဝင်လာနိုင်တယ်ပေါ့လေเนาะဝင်လာနိုင်တယ်အဲ့လိုမျိုးဆိုတော့ကျွန်တော် ATR မှာထားခြင်းတယ်ပေါ့လေเนาะနောက်တစ်ကောင်ကတော့ Atlas Atlas ကလည်းသူကဘာတွေပြောင်းထားလဲဆိုတော့သူကသူ့ရဲ့ skill passive range ကိုနည်းနည်းလေးကျယ်ထားတယ်ပြီးရင် stand duration ကိုလည်း short ထားတယ်ပေါ့เนาะအဲ ultimate ကိုလည်း အတီမိတ် range ကိုလည်းနည်းနည်းလေးတော့တိုးထားရတယ်။ဒါပေမဲ့ overall ခြုံကြည့်လိုက်မယ်ဆိုရင် Atlas ကပြန်ပြီးတော့တုံးညင်တော့တုံးလို့ရတဲ့အနေထားဗျာ။ဒါပေမဲ့ဒီကောင်ကကြတော့ saturation နဲ့တော့ပို့ပြီးတော့ဖြစ်မယ်။ minor draw လောက်တော့မ strong လောက်ဘူး။ဒါပေမဲ့ဒီကောင်ကင်ရကြတော့ view fine တွေပါ force လို့ရတယ်ဆိုတော့ကျွန်တော်သူ့တော့ saturation နဲ့ပစ်ပဲထားလိုက်မယ်ဗောလေ BT ရ။နောက်တစ်ကောင်ကတော့ Benedetta. Benedetta ကလည်းသူက dash တွေ dash တွေကပို့ပြီးတော့ လွယ်လွယ်လေးထွက်လာတော့မယ်ဗောလေအရင်ကဘန်နာတက်ဆိုင်ဒါပေမဲ့ तू ကစတန်းခံရတဲ့အချိန်မှာသူ့ရဲ့ dash ကအရင်လိုမျိုးထွက်သွားတော့မှာမဟုတ်ဘူးအဲ့တော့သူ့ကိုဖမ်းရတာတော့အရင်ကထက်ဆိုင်နည်းနည်းလေးလွယ်သွားပြီကျွန်တော်ကတော့ကာဒီတာ player တယောက်အနေနဲ့ဆိုတော့အရင်ကဆိုရင်ကအဲ့လိုကာဒီတာဖမ်းလိုက်တယ်ဆိုရင်အရင်ဟိုလို desktop ဟာဗျာသိရမလားအဲ့လိုရေဘွတ်မိတိတိုင်အောင်ဒီကောင် dash ကထွက်သွားပြီအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာတော့ဒီကောင်ကခွာအဲ့လိုမျိုးတော့မရတော့ဘူးဒီကောင်ကနည်းနည်းလေးအင်ရအောင်ပူလွယ်သွားမယ်ဆိုပေမဲ့ mobility အဖြစ်တော့၎င်း dash အဖြစ်တော့၎င်းဒီထက်ပို့ပြီးတော့ကျန်းလာဖို့ပို့ပြီးတော့မြန်လာဖို့ရှိရပေါ့လေနော်ဆိုတော့ဒီကောင်ကလည်းမတော်ဝင်လာနိုင်လားဆိုရင်တော့ဝင်မလာနိုင်သေးဘူးလို့ပဲပြောရမယ်ကျွန်တော် good ပေါ့လေနော် saturation နဲ့ပေါ့အဲဘယ်လိုမျိုးဆော့လို့ရမလဲဆိုရင်ဂျူရီပဲဂျန်ကလာအောင်မ ESP ကို bundle ဘိုင်းနဲ့ဆော့တာမျိုးပေါ့လေနော်ဒါပေမဲ့ Nelly ကမတော်ဝင်လာဖို့တော့ခက်ခဲနေ ਉ မယ်လို့ကျွန်တော်ထင်တယ်ပြိုင်ပွဲကြီးမှာတွေ့ရဖို့လေခက်ခဲနေ ਉ မယ်ပေါ့လေနော်နောက်ထပ်တစ်ကောင်ကတော့ Matt မာတစ်ပတ်ပေးလိုက်တာတော်တော်လေးတော့မိုက်တယ်သူရဲ့ passive က extra physical တကယ်အသက်တွေကိုတိုးပေးထားတယ်ပြီးတော့ sky piazza နဲ့ stack လို့ရသွားပြီ sky piazza နဲ့ ultimate က visual ပိုင်းပို့ပြီးတော့အဆင်ပြေသွားတယ်ဗျာဆိုတော့မတ်တစ်ကတော့ဒီကောမတ်တန်ဝင်လာနိုင်လားဆိုရင်တော့ဝင်တော့ဝင်လာနိုင်တယ် bro ဘာလို့လဲဆိုတော့အဲ့လိုစတန်နေများတဲ့အချိန်မှာ objective ဘယ်တယ်မှာဆိုတော့သူ့ဟိုစတန်ကခက်တယ်ကွာဒီကော immune king လို့ဘာလို့နာမည်လဲရှိခဲ့ရဆိုတော့ဗျာမတ်တာတော့ဝင်လာနိုင်တာတော့ ဝင်လာနိုင်တယ်ဒါပေမဲ့အဲ့လို likely matter ပေါ့နော်အဲ့လို ATR လောက်ပဲဖြစ်မယ်နော်ဟိုကတော့ matter မဟုတ်ဘူးနော် matter တော့ဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့ဆော့တဲ့ player တွေဆော့တဲ့အသင်းတွေကဆော့ရင်ဆော့နေကြအောင်ပါပဲဗျာဆိုတော့နောက်ထပ်တကောင်ကကြတော့ Bemon Bemon ကတော့အခု update မှာကျွန်တော်တော်တော်လေးသဘောကျရဲ့အီရိုသူ့ရဲ့အဓိကအချက်ကတော့သူ့ရဲ့ scale 1 scale 1ကိုသူက physical defense ကို enemy ကို short ပေးတာเนาะဆိုတော့ team နဲ့လဲ combination လုပ်လို့ကောင်းတယ်ပြီးတော့ သူ့မှာ double retreat ရှိမယ်ဗျာ artipate နဲ့ဆိုတော့ဘယ်မွန်ရင်ကတော့ matter တော့ဖြစ်လာနိုင်တယ်ဆိုပေမဲ့သူလဲ market လိုပဲသူလဲ saturation နဲ့တော့ရှိလိုက်ပဲမျက်စိမိတ်ပြီးကောင်းနေရမျိုးတော့မဟုတ်ဘူးပေါ့လေနော်ဆိုတော့ ADR မှာပဲကျွန်တော်ထားလိုက်မယ် very likely matter ပေါ့လေနော် matter တော့ဖြစ်လာနိုင်တယ် sort တဲ့ player တွေကတဲကြီးကြိုက် player တွေကစော့နေဦးမှာပဲပြိုင်ပွဲမှာလဲတွေ့ရကောင်းတွေ့ရနိုင်တယ်နောက်နောက်တော့ဟာလေဟာလေက ။ဖာလီကတော့သူကဘာကိုပြောင်းမေးထားလဲဆိုတော့သူကစကေတူကူတောင်းတွေကိုရှော့ပေးထားတယ်။ပြီးရင်အာထီမိတ်ကဂွင်းရကာပေးလို့မရတော့ဘူး။ဆိုတော့ဟာလီပလေယာတွေတော့ကတော့ကင်ရင်ကောင်းကင်ရင်လိမ့်မယ်။ဆိုပေမဲ့ဟာလီကတော့ကျွန်တော်အနေနဲ့ဆိုရင်တော့သဘောတော့မကျဘူး။ပြောရမယ်ဆိုရင်ဒီကောင်အနေနဲ့ကဖိုက်တာတွေကိုနိုင်တယ်လို့ခံစားရတယ်ဆိုပေမဲ့လည်းဒီကောင်ကအရန်ယူပြော့နေတယ်ဗျာတိလား။ဟိုဖိုက်တာတွေကိုသူကအရင်မကန့်အငင်း ကန်းတဲ့အချိန်မှာ तू ကပြန်လောက်ခံလိုက်ရတာမျိုးတို့ပါတို့ပြီးတော့နောက်တစ်ခါကျတော့ तू ကဂျန်ဂလာအနေနဲ့ပဲအကောင်းပါဗျာဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီဟာလီဝုဒ်တော့ CTR ထဲမှာထားခြင်းတယ်ကောင်းတော့ကောင်းတယ် saturation နဲ့တောင်မဝင်ဘူးလို့ကျွန်တော်သတ်မှတ်တယ်เนาะ hard to use ပေါ့เนาะတောင်းရတာခက်ခဲနိုင်တယ်နောက်ထပ်တစ်ကောင်ကတော့ farmit farmit ကတော့ तू ကတော်တော်လေးကိုသဘောကျဖို့ကောင်းတယ်ဗျာဒီ minotaur တွေ atlas တွေပါလာတဲ့အချိန်မှာเนาะသူ့ရဲ့ skate to man and coast ကိုလည်းလျှော်ထားတဲ့အတွက်တော့လိမ့်မှာเนาะ scale တွေကိုခဏခဏ span လို့ရမယ်မန်တန်လောက်မယ်ပေါ့လေနော်နောက်တစ်ခုကတော့နောက်ထပ်ချက်ကတော့ ultimate ultimate ကို force swing time ကို short လိုက်တဲ့အတွက် ultimate ကချင်းတန်းလို့ရမယ်ဒီ athlete တို့ minor တော့ရှိရဲ့အချိန်မှာ martyr တို့ရှိရဲ့အချိန်မှာ framage ကတော့ matter တော့ဖြစ်လာနိုင်တယ်ဒါပေမဲ့ဖွဲတိုင်းတော့ကောင်းချိန်မှာကောင်းမယ်ဆိုတော့ framage ကလည်း atr တဲ့ပဲကျွန်တော်ထည့်လိုက်မယ်နော် तू က matter ဆိုရဲဟိုဟာထဲမှာတော့ ဖြစ်ဖြစ်လာကောင်ဖြစ်လာနိုင်တဲ့ဟီးရိုးတကောင်ပေါ့နေနော်။ဘာတွေဘာတွေပစ်ကြမလဲဆိုတော့ကျွန်တော်တို့ဒီအခုလာမဲ့ MPL MY နေနော် MSI မှာကျွန်တော်ချက်ကြည့်ရမယ်။ဆိုပေမဲ့ Farmic က very likely banda ပေါ့လေနော်။နောက်တဲ့တကောင်ကတော့ Changge Changge ကတော့ကျွန်တော်တို့ Pro Sense တွေမှာလည်းမတွေ့ရဘူး။ဒါပေမဲ့ Rank Gain တွေမှာတော့ တော်လေးတွေ့ရတဲ့ကောင်အဲသူ့ဟိုကဘာကြီးပြောင်းထားလဲဆိုတော့ K1 ကူရောင်းကိုနည်းနည်းလေးရှော့ထားမယ် K2 ရဲ့ damage ကိုတော့နည်းနည်းထပ်လျှော့ထားရဗျာ K2 ကူရောင်းရှော့ထားဆိုတော့ K1 ကူရောင်းရှော့ထားဆိုတော့ buff ထားတာ K2 ကကြောက် damage လျှော့ထားတာညာကြောက်ခြံငယ်ကို visitor နဲ့ဆော့ကြအခုတော့ visitor နဲ့ဆော့ဖို့ကနည်းနည်းလေးခတ်သွားပြီလို့ထင်တယ်ဆိုတော့ခြံငယ်ကလည်းဒီဘလိုပြောပြရမလဲပုံမှန် rank game solo rank game က player တွေကဆော့ကြရင်တော့ဆော့နေအောင်ပါပဲဗျာဆိုတော့ကျွန်တော်တို့ how to use တဲ့ပဲထည့်လိုက်မယ် saturation နဲ့ထိတော့ဝင်ကျင်မှဝင်လိုက်မယ်ဒါကကြတော့ pro scene ထဲမှာတော့ saturation နဲ့ရောက်ထွက်မလာနိုင်တဲ့အနေထားဗျာဒီ channel ကကြတော့လေဆိုတော့ကျွန်တော် cd row တွေပဲထည့်ထားလိုက်မယ်เนาะနောက်ထပ်တစ်ကောင်ကတော့ obsidia obsidia ကတော့ကျွန်တော်တော်တော်လေးသဘောကျတယ်သူက physical attack group ကိုတော့ short ထားတယ်ဆိုပေမဲ့သူရဲ့ new effect ကဘာလဲဆိုတော့ ultimate တော့ attack speed တိုးတာဗျာအဲ့ဒါကြီးကတော်တော်ကြီးကို fine တယ်အဲ့ဒီဘာမှမပြောင်းလဲသေးတဲ့ချိန်မှာတော့ obsidia တွေစော့နေကြတာအထူးသဖြင့်တော့ကျွန်တော်တို့မြန်မာ player တွေဆိုတော်တော်လေး obsidia ကြိုက်တာတွေ့ရမယ်ဥမာ alita တို့ပြီးရင်ပါလေအာ platin ကဂိုးလိန်နော်ကျွန်တော်နာမည်မေ့နေလို့သူတို့ရေဆိုရင်တော်တော်လေးစော့ရတာကြိုက်တာကိုကျွန်တော်တွေ့ရတယ်ဗျာဆိုတော့ obsidia ကတော့ matter list တွေကိုသွားမယ်လို့ထင်တယ်ဗျာဒီလားကျွန်တော်ထင်တာကတော့ဆိုတော့နောက်တစ်ခေါက်နောက်တစ်ခေါက်ကတော့ အလုကအလုကကဘာတွေပြောင်းလဲွားလဲဆိုတော့အလုက nap ထားတာ nap ထားတာသူက passive ကဲ physical attack bonus ကို short ထားတယ်ပြီးတော့ skill wise attack bonus ကို short ထားဆိုတော့ damage overall ချုပ်ပြလိုက်မယ်ဆိုတော့ damage နည်းွားတာပေါ့လေအလုကက pro scene နေမှာတော့ကင်တာမတွေ့ရဘူးဗျာဒါပေမဲ့ဘယ်လိုပြောရမလဲခုမဒါမှာဆိုရင်ဘာအပြိုင်မို့ဟုတ်ပါဘူး run game ဒီမှာဆိုရင်ကတော့တော်တော်လေးသုံးတာများတာတွေ့ရမယ်သူ့ကိုစတန်မပေါဘူးဆိုသူကြီးကလှုပ်ခုတ်တာเนาะဆိုတော့ ဒီကောင်ကြီးကကောင်းနေဦးမှာပဲစတန်မပါဘူးဆိုရင် physical attack damage shot လိုက်တိတန်အောင်စတန်ပါဘူးဆိုရင်တော့ပစ်ချင်ပစ်လို့ရရဲ့အနေထားဗျာဒါပေမဲ့ပြိုင်ပွဲမှာတော့ပါလာခြင်းမပါလာမယ်ဒါပေမဲ့ run game တွေမှာလည်း pit rate တွေကများနေဦးမလို့ထင်တယ်ဗျာကောင်းတယ် situation နဲ့ stat stand ပါရင်တိတ်ကောင်းပေါ့လေနောက်တစ်ကောင်ရီဆက်ရှင်ကျွန်တော်တို့အရင်မတားတောင်းလျှောက်လို့မှာရီဆက်ရှင်ကိုကျွန်တော်တို့တွေ့ခဲ့ပြီးပါကြီးဆိုပေမဲ့အခုကကြတော့ရီဆက်ရှင်ကိုကျွန်တော်တို့ nerf လိုက်တယ်ပေါ့လေနော်အဓိကကတော့ skin 1ဟောက် nerf လိုက်တယ် เนาะ scale was ဟို immutable duration ကို nerf လိုက်တယ်ပြီးရင် ultimate ရဲ့ vision ပေါ်တဲ့ duration ကို nerf လိုက်တယ်ဆိုပေမဲ့လည်းဒီကောင်ကြီးကတော့ matter ထဲမှာရှိနေဦးမယ်လို့ထင်တယ်ဗျာတိလာဒါပေမဲ့တကယ်ကြိုက်တဲ့ကောင်တွေက retention free fire ရနေရဆိုရင်ဆော့ကြအောင်ပါပဲပြီးတော့နောက်ထပ်ချက်ကတော့ chain stand နဲ့သူ rt လှစ်တိုက်တာကြီးကအသုံးဝင်နေရဗျာဆိုတော့ combo လေးလုံးမယ်ပြီးတော့ vision ကလည်းရနေသေးရပဲ vision 20စက္ကန့်မြင်လိုက်လေ20စက္ကန့်ပဲဆိုတော့ဗျာဒါပေမဲ့အရင်ကတည်းကဆိုင်တော့ survivability နည်းွားတယ်ပေါ့လေဒါပေမဲ့ ီကောင်ကြီးကပစ်နေအောင်မှာပဲမတာထဲမှာရှိနေအောင်ပဲလို့ကျွန်တော်မြင်တယ်နော်ဆော့တဲ့ကောင်တွေကလည်းဆော့နေကြအောင်မှာ process အဓိကအဖြစ် process စီမှာပေါ့လေနော်နောက်တစ်တကောင်ကတော့အာလော့အာလော့ကကြတော့အရင်တော့ဆိုရင်တော့တကယ်ဟို MBA တွေကြီးလိုက်မယ်ဆိုရင်လည်းနော်တကယ်ဆော့တဲ့အသင်းတွေအားဆိုရင် first pick တွေတောင်ပစ်ကြတာဗျာပြောရမယ်ဆိုရင်ဒီအာလော့ကတော်တော်လေးကိုစိုးတယ်နော်အာလော့ကနပ်ထားတာဗာနပ်ထားလဲဆိုတော့ skate 2ရဲ့ base damage ကိုနပ်ထားတာဆိုတော့အာလော့ကလည်း မတာထဲမှာရှိနေအောင်မယ်လို့ကျွန်တော်ညင်လဲဒါမဲ့လေးပဲနှပ်ထားဆိုရဲအတွက်တော့เนาะခြားမိုင်းနိုတော်တွေနဲ့တွဲရင်လဲတွဲလို့ရမယ်เนาะခြားမာတက်နဲ့အာလော့တွေလဲတွဲရင်တွဲလို့ရမယ်ဇေဗီယာအာလော့တွေလဲတွဲရင်တွဲလို့ရမယ်เนาะဖရာမစ် K1 နဲ့တွဲရင်လဲတွဲလို့ရမယ်ဆိုအာလော့တော့မတာဝင်နေအောင်ပါပဲเนาะနောက်ထပ်တစ်ကောင်က CC เนาะ CC ကိုတော့ကျွန်တော်တို့လုံးဝအရင်ထဲကဘန်ဟီးရိုးနေရာမှာနေခဲ့တာเนาะ CC goal lane ဆိုလဲကြောက်ခုကောင်းတယ် ESP lane ဆိုလဲဆော့လို့ကောင်းတယ်ဆိုတော့ CC ကဘာနေနပ်လိုက်လဲဆိုတော့သူရဲ့ K1 scale 1မဟုတ်ဘူးလေ scale 1နဲ့ဆုလို့ရတယ်ဩ visitor နဲ့ဆုလို့ရတယ်သူရဲ့ passive ကိုနှက်လိုက်တာเนาะ passive ကသူအရင်လောက်အကြာကြီးထိန်းထားလို့မရတော့ဘူးဗျာဆိုတော့အရင်လောက်တော့ impact မရှိတော့ပေမဲ့ဒီကောင်ကလည်း matter ထဲမှာရှိနေတော့မှာเนาะကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်ဒီကောင်ကြီးကလည်းတော်တော်လေးတော့ဆိုးတယ်ဗျာအဲနောက်ထပ်တကောင်ကကြတော့ tamus tamus ကကြတော့သူက ultimate ရဲ့ hp ကိုထပ်နှက်ပေးထားတာ tamat ကသူတို့ကကင်စင်ခြင်းနဲ့ပုံပဲပြီးတော့ tamat ကိုကျွန်တော်သဘောကျတာကြတော့ tamat ကသူက vanyan နဲ့ဆုတ်လို့ရတဲ့ hero တကောင်ဗျာ ဘန်ဂျန်နဲ့ဆော့လို့ရဟီးရိုးတကောင်မှာဆိုရင်တော့ तू ကမတ်စမန်နေကိုနိုင်မယ်ဒါပေမဲ့အခုမတ်တာကမတ်စမန်နေတိတ်ဆော့ကြရတော့မတွေ့ဘူးဒါပေမဲ့ तू ကဖိုက်တာတွေကိုမနိုင်ဘူးလားဆိုတော့ဖိုက်တာတွေကိုလည်းနိုင်တယ်ဗျာတော်တော်များများဖိုက်တာတွေကိုနိုင်ရင် तू နဲ့ဘိုင်ဝမ်တီးဖို့ကတော်တော်လေးခက်တယ်ဗျာအဲ့ဒါပဲလားမဟုတ်ဘူး तू ကအဆက်ဆင်အောင်လည်းနိုင်တယ်ဆိုတော့ဒါမှဆိုတော့ကျွန်တော် SDR ထဲမှာထားခြင်းနေနော်မတ်တာဖြစ်လာနိုင်တယ်ပေါ့လေနော်ဒါကကျွန်တော်အမြင်တည်တတ်မှာအဲအေထီလဲသူက very likely matter ထီတော့သွားကျင်သွားလို့ရတယ်ဆိုမှကျွန်တော်ကတော့ s ကိုပူကြိုက်တယ်ဗျာတာမတ်ကိုတော့လေ ကဲနောက်တော့တကောင်နတ်တန် နတ်တန်အဲ့တော့ကျွန်တော် pro sense မှာနော်ဒီ MPA တွေ MSA မှာဘယ်သူမှဆော့တာမတွေ့ရဘူးအဲတွေ့ရဆိုလို့တပွဲနှစ်ပွဲလောက်ပဲရှိရဗျာကျွန်တော်မသိစီရဆော့တာတို့ခြားဘယ်သိမ်းလဲမသိဘူးတသဲဆော့ပါသေးတယ်အဲ့လိုမျိုးဆိုတော့အဓိကဖြစ်တော့သူက RAM မှာကျန်နေတာပေါ့လေနော် RAM မှာကျန်နေတာသူ့ဘာကြီးဆော့တာလဲဆိုတော့ passive ရဲ့ဟိုအောင်ဆော့ထားတယ်နော် skill 1နေလဲဆော့ထားတယ် skill 2နေလဲဆော့ထားတယ်နော်နတ်တန်ကြီးကတော်တော် damage ထွက်ဖို့ကခက်ခဲသွားပြီဆိုတော့နော်ဒီကောင်ကတော့ hard to use တဲမှာပဲကျွန်တော်သွားလိုက်မယ်နော်ဒီ Nathan ကတော့ကင်ရင်တော့ကင်လို့ရတယ် impact ထွက်အောင်ဆော့ဖို့ကခြား matter កောင်နေနဲ့ဆော့မယ်ဆိုရင်တော်တော်လေးခက်ခဲမယ်လို့ထင်တယ်ဗျာ farming ရတယ်လို့မယ်နော် fighter တွေဆော့နေတဲ့အချိန်မှာတော့ဒီ maxman တွေကအဲ့လောက်ထိနေရပေးမှာတော့မဟုတ်ဘူးဗျာကဲနောက်တစ်ခါတော့ EVT EVT ကလည်းပွင့်လင်းပြောရင် process မှာပဲ player ကမမဆော့တော့ဘူး MBA မှာလည်း period ကတကောင်းမှကိုကျွန်တော်မတွေ့ရတာဒါပေမဲ့ဒီကောင်က nerf ထားတာ nerf ထားတာဖြစ်တဲ့အတွက်တော့ ကျွန်တော်ကဒီကောက်ဟို CDR directly go to CDR ပဲเนาะဒီကောက်ကောင်းလို့ saturation နဲ့တွက်တော့ဒါပေမဲ့တဲချေကြိုက် player ရောဆော့ရင်ဆော့ပါဒါပေမဲ့ pro scene တွေမှာတွေ့ရဖို့တော့နည်းနည်းလေးခက်မယ် matter ထဲမှာချားကောင်နေရှင်ပြီး fire ဖို့ကနည်းနည်းလေးခက်မယ်လို့ကျွန်တော်မြင်တယ်ဗျာနောက်ထပ်တစ်ကောင်ကတော့လေလာလေလာကတော့ဖွင့်လို့ပြောမယ်ဆိုရင်တော့လေလာကို तू က buff လာတာတကယ်အသက် group buff ထားရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စကယ်ထုတ်တာလို့ရှင်းရှင်းလေးပဲဒါပေမဲ့ဒီကောင်က pro scene မှာမြင်လာမှဆိုရင် no နော်အရင်တည်းကလည်းလုံးဝတွေးကြတွေးကြတော့မရှိဘူးနော်လုံးဝအဲ့လိုတပွဲလေနိုင်မို့အရင်မကြီးနေပွဲမှာပစ်တဲ့ player ရောရှိရပေါ့လေဒါပေမဲ့ဒီကောင်ကြီးကအဓိကဖြစ်တော့ escapability နဲတာပေါ့လေဒီကောင်မာတာ escape spell တော့ကပါလာရင်တော့ဒီကောင်ကြီးက overpower hero ကြီးဖြစ်သွားမှာဘာလို့လဲဆိုတော့သူ့ရဲ့ attack range ကြီးကတော်တော်ကြီးဝေးတယ်ဗျာနော်အဲ့တော့ဒါသူ့ရဲ့ scale 2ရောဘာလို့ဒါနော် dash လေးဘာလေးထည့်ပေးလိုက်လို့ဒီကောင်ကြီးက တော်တော်ကြီးကြံရမယ်ဒါပေမဲ့အခုချိန်မှာကျွန်တော် trash ဲမှာပဲထည့်လိုက်မယ်နော်ဒီနတန်တို့ EV တဲဥထက်တော်ဒီကောင်ကနည်းနည်းတီယာနိုင်နေပေါ့လေနော်ဆိုတော့လီလာကိုတော့ကျွန်တော်ဒီဝဲထားလိုက်မယ်ကျွန်တော်နောက်ဆုံးတစ်ကောင်ကတော့ bane bane ကိုတော့သူက skate 2ရဲ့ magic power ကို short လိုက်တာသူက bane magic တွေကတော်တော်လေးတောင်းကျမ်းနေတယ်ပေါ့လေအရင်တော့ကတော့ဒါပေမဲ့ပြိုင်ပွဲမှာမတွေ့ရတယ်နည်းနည်းတော့ကြာပါပြီ bane ကအင်းရတာနည်းနည်းလွယ်တဲ့အတွက်ကြောင့်ဆိုတော့ဒီကောင်က magic နဲ့မဆော့ခဲ့ရင်တော့ဒီကောင်က ဟိုဖိုက်တာတွေဘာနဲ့ဂျန်ဂလာတွေစော့နေကြတာရက်မှာတွေ့ရယ် process မှာတော့မြင်ရဖို့တော့တိတ်တော့မရှိဘူးဗျာเนาะဆိုတော့ကျွန်တော်ဒီကောင်းကိုလည်း hard to use တဲမှာပဲထည့်လိုက်မယ်နော်အခြားဂျန်ဂလာတွေထက်ရှင်နေဆိုရင်ဒီဘဲမွန်တို့မာတီတို့ရှင်နေဆိုရင်တော့ဘေးရတော့နက်ကယ်ရီတိုက်ဆန်တယ်ဆိုပေမဲ့နော်သူတို့လောက်တော့ impact တော့ကြီးမှာမဟုတ်ဘူးအလူကတ်ထက်တော့ impact ရှိချင်မှရှိလိမ့်မယ်နော်ဆိုတော့ကျွန်တော် CTR ပဲထည့်ထားလိုက်မယ်ဆိုတော့ဒီရာလေးကတော့ကျွန်တော်ရဲ့ဒီ update patch မှာပြောင်းသွားတဲ့ hero တွေရဲ့ကျွန်တော် tier list ပါเนาะ brother တို့ရဲ့အမြင်အရောဘယ်လိုမျိုးကြီးရှိလဲဆိုတော့တော့ကျွန်တော်တို့ comment မှာရွေးပြီးတော့ဆွေးနွေးွားလို့ရပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်